laptop ပဲဖြစ်ဖြစ် desktop ပဲဖြစ်ဖြစ်ကျွန်တော်တို့ setting မှာ window တွေတုံးရတာအဆင်မပြေတော့ဘူးကျွန်တော်တို့ software တွေဖွင့်တဲ့အခါမှာလည်းနေနေပြီနေနေပြီကျွန်တော်တို့ window ဘလို့မှတုံးလို့အဆင်မပြေတော့တဲ့အခြေအနေကြရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့စဉ်းစားတင်တာကမိမိစက်မှာတက်ထားတဲ့ head တွေ SSD သူတို့ရဲ့ performance နဲ့ head တွေဘလောက်တောင်ကျနေပြီလဲဆိုတာကျွန်တော်တို့စစ်ဆေးဖို့လိုပါတယ် window လေးရရင်အကြောင်းရင်းတွေဟာ software အကြောင်းနဲ့သက်ဆိုင်တာလေဒါပေမဲ့ကျွန်တော်ဒီနေ့ software နဲ့ပတ်သက်ပြီးပြောပါဦး ပြမဆိုကျွန်တော်တို့စဉ်းစားတဲ့အချက်ကအဲ့ဒီဒါမှမဟုတ်ဒီမိမိစမတိုက်မိမိစမတက်ထားတဲ့အရာပေါ့နော်မိမိစမတက်ထားတဲ့ဟက်ဒီအစဒီဒါမှမဟုတ်အန်တူဒါတွေကိုပြမဆိုအနေနဲ့ကျွန်တော်တို့စဉ်းစားတက်ပါတယ်သူတို့ရဲ့ဟက်တွေကိုစစ်စစ်တင်တယ်ကျွန်တော်တို့ window ပြန်တင်ပြီးတုံးတင်ရင် window ပြန်တင်ပြီးတုံးပါမယ်ဒီလိုမှမဟုတ်ရင်ကျွန်တော်တို့ headache ဆိုရင်တော့ကျွန်တော်တို့ set ဒီမှာတက်ထားတာ headache ဆိုရင်တော့ကြာနေပြီကြာနေလို့သိကြတယ် headache ဆိုရင်တော့ကျွန်တော်တို့ performance နဲ့ headache ကြာ headache ကြာနေပါပြီဒါကြောင့်မလို့ကျွန်တော်တို့ set တွေက ဝင်လို့တင်သွင်းရတာလေးရချင်းဖြစ်ပါတယ်။နောက်ပိုင်းမှာကျွန်တော်တို့စက်ဒီမှာဝင်လို့တင်သွင်းတဲ့အခါနောက်ပိုင်းစက်ဒီပေါ့နော်ကျွန်တော်ဝင်လို့တင်သွင်းတဲ့အခါမှာဂျန်နေမြင့်လာတဲ့နောက်ပိုင်းဂျန်နေမြင့်လာတဲ့တခြားဝင်လို့တင်သွင်းတဲ့အခါမှာကျွန်တော်တို့ဒီ head ID ကိုအားမပြီးတော့ပါဘူး။ကျွန်တော်ဂျန်နေမြင့်လာတဲ့ထွက်လာတဲ့ဂျန်နေမြင့်လာတဲ့ထွက်လာတဲ့ SSD တို့ M2 တို့ M3 တို့ကျွန်တော်အဲဒီလိုပေါ့နော်ဒီလိုဒီကောင်တွေက head ID ကမော်တာတိုက်ဒီကောင်တွေက IC တိုက်ဒီ circuit တိုက်တွေကိုကျွန်တော်တို့ လောကကြရမြန်တာကိုလောကကြရမြန်လို့ဒီကောင်းနေနဲ့ကျွန်တော်တို့ဝင်လို့တင်သုံးကြပါတယ်။အဲဟတ်တစ်ဆိုရင်တော့ကျွန်တော်တို့အဆက်ကြီးလေခိုင်းကြတယ်။လေခိုင်းကြတယ်တုံးဆွဲရတာဝင်လို့တုံးဆွဲရတာလည်းတော်တော်ကိုမြန်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကိုယ့်ဆက်မှာဟတ်တစ်တက်ထားရဆိုရင်တော့သိကြပါလေပါတော့ဝင်လို့တင်ဝင်လို့တုံးလို့မကောင်းတော့ဘူးသိကြတယ်ဆိုရင်ဟတ်တစ်ကနေပြီးတော့အဆက်ကြီးချိန်မှလို့ကျွန်တော်ဒီနေရာပြောချင်တယ်။အဲဒီလဲလိုက်တဲ့ဟက်တတရားကျွန်တော်ဘာလို့လုပ်ရလဲဆိုရင် story အနေနဲ့ပြန်လုပ်လို့ရပါတယ်ဒီ ကျွန်တော်တို့ဘာกว่าလဲဆိုရင်ကျွန်တော်တို့ဟတ်ဒီတွေကတူလောင်းတဲ့ story အားများပါတယ်ကျွန်တော်တို့စက်တီမှာဆိုရင်900ဒါဟိုရင်းနှီးကဆို320တွေပါရှိတာပေါ့နော်900ဆိုရင်ကျွန်တော် story တော်များနေပါပြီကျွန်တော်နောက်ပိုင်း SSD လဲမယ်ဆိုရင်ဈေးနှုန်းတွေကဟတ်ဒီနဲ့ SSD ကဈေးနှုန်းတွေကกว่าပါတယ် SSD 900ဆိုရင်ဈေးမလဲဘူးပြရမှာပါဒါကြောင့်မို့ကျွန်တော်တို့လဲလိုက်တဲ့ဟတ်ဒီတွေကကျွန်တော်တို့ ဟာဒီပါပမန်နေမကြသေးဘူးဆိုရင်ကျွန်တော်တို့ပြကြပါရဲဒီကောင်လေးကိုကျွန်တော်စရိတ်နဲ့တုံးပါစရိတ်နေရာမှာတုံးပါဒီကောင်လေးကိုဝင်းဒိုးတင်တုံးပါအဆက်စီပေါ်မှာဝင်းဒိုးတင်တုံးပါအဲ့ဒီကိုစရိတ်နေနဲ့တုံးပါဒေတာလေးအများကြီးတင်ဆက်လို့ရပါတယ်ဒီကောင်လေးဟာဒီလေးလဲပြီးတော့မှာကျွန်တော်တို့ဆက်တွေပေါ့နော်ဆက်တွေမှာသူကအဲကျွန်တော်တို့ဒီ drive နေရာကြီးမှာအန်ဂလိုစာလေးနေဒီကောင်လေးဟာဒီဒီကိုစရိတ်တုံးကိုထည့်ကြရအောင်နော် ေအင်္ဂလိပ်စာနဲ့ထည့်တာကျွန်တော်သိတဲ့ဘောမကြပါဘူး drive ကြီးဖယ်ပြီးတော့အင်္ဂလိပ်စာနဲ့ HTTP တင်ဆက် data အနေနဲ့တင်ဆက်ဖို့ပေါ့နော် HTTP ကို story နဲ့တင်ဆက်ဖို့အတွက်သုံးတာကိုကျွန်တော်သဘောမကြပါဘူးသူရဲ့ HTTP ကလေးတွေဖတ်ပါတယ် extra နဲ့ HTTP လို့ပုံစံမျိုးဖြစ်သွားပါတယ် HTTP ကလေးတွေထွက်တယ်အဲ့ဒီ HTTP ကလေးတွေမှာကျွန်တော်တို့ထည့်ပြီးတော့အဲ story အနေနဲ့ data တူလောင်မှုအနေနဲ့ကျွန်တော်တို့ HTTP ကလေးနဲ့ထည့်ပြီးတော့သုံးတင်ပါတယ်အဲကြောင့်ကျွန်တော်တို့ အဲ့ဒါဒီချိန်တဲ့အခါပူလာတဲ့ဟက်တေလေးတွေကိုကျွန်တော်တို့ story အနေနဲ့တုံးတင်ပါတယ်ဟက်တေပါပေါ်မှနေလုံးဝမကြသေးဘူးဆိုတော့ဒီလိုကိလေးတွေပဲတုံးတင်ပါတယ်ဒီလိုကိလေးဆိုရင်တောင်းတောင်းနှစ်ထောင်ပဲရှိပါတယ်သုံးဆွဲရတော်တော်လေးကောင်းပါတယ်ဝင်းဒိုးတွေလေးပြီးဝင်းဒိုးတွေတုံးလို့မကောင်းဘူးဆိုရင်ကျွန်တော်တို့ပထမဆုံးတတိယဘုရားဒီဆက်မှာတက်ထားတယ်ဟက်တေနဲ့အဲ့ဒါဒီကိုကျွန်တော်တို့ပါပေါ်မှနေစစ်ဖို့လိုပါတယ်ဟက်တေစစ်ဖို့လိုပါတယ် ကျွန်တော် software ကြောင့်လည်းဖြစ်တဲ့သလိုဒီကောင်းတွေကြောင့်လည်းအများဆုံးဖြစ်ပါတယ်။ HTTP SSD ကြောင့်အများဆုံးဝင်လို့လေ့ရခြင်းဖြစ်ပါတယ်။ဒီကြောင့်ဒီနေ့ကျွန်တော် share link လုပ်ပေးခြင်းဖြစ်ပါတယ်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေပြည့်စုံနိုင်ကြပါစေ။